ဘီဘာအိုကိုဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးမန်ချက်စတာယူနိုက်တက်ကစားသမား9ယောက်မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူအနေကျူတူပါရကျွန်တော်ကိုခမ်းပါစပိန်မြေမှာအင်ကွင်းကောင်းပါတယ်ဆိုတော့ဘီဘာအိုကိုကိုပြက်အနိုင်ခဲ့တဲ့ပွဲကနေကျွန်တော်အကြိုက်ဆုံးမန်ချက်စတာယူနိုက်တက်ကစားသမား9ယောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပြီးသွားကြပါတယ် ယူနိုက်တက်အနေနဲ့ပရီးမီးယားလိမာသာအဲ့လိုခံယူချက် စိတ်သက်မျိုးနဲ့နော်ရူဘင်အမော်ရင်လဲစောစီစီရောက်ရှိလာတဲ့အခြေအနေမျိုးနဲ့ရှေ့ဆက်မယ်ဆိုရင်အခုလောက်ထိအခြေအနေစိုးမာတော့မဟုတ်ဘူး။ဟာဖြစ်ပြီးတဲ့ကိစ္စတွေကတော့ဖြစ်ပြီးသွားပြီပေါ့နော်။ဒီနှစ်ရာသီမှာပရီးမီးယားလိရလာတဲ့အတွေ့အကြုံတွေကိုသင်ခန်းစာယူပြီးနောက်ရာသီအကောင်းဆုံးကြော်ဖြတ်ဖို့ပဲလိုတယ်။ တော်တော်တစ်ဖက်မှာကြတော့လုံးဝယူရိုပါလိမှာ on fire ပဲဒါက United တသိန်းနဲ့မဟုတ်ဘူးကျွန်တော်တစ်ဖက်ကတော်တင်ဟော့စ်ပါလေအမှားရင်းလုံးဝမခံဘူး United ကတော့ပိုပြီးမိုက်တာပေါ့ဗျာလက်ရှိချိန်ဒီဥရောပပြိုင်ပွဲတွေမှာရှုံးပွဲမရှိတဲ့တသိန်းနဲ့တော့အသင်းဖြစ်နေတယ်ဆိုတော့ရှုံးပွဲမရှိပဲဘူဆွဲသွားတဲ့အခြေအနေမျိုးထီကိုလက်တကန်းလို့ရောက်လာ United အသင်ကစားသမားတွေဒါမကဘဲနဲ့ယူနိုက်တက်အသင်ပရိသတ်တွေပါယူရိုပါလိကိုကြည့်မယ်ဆိုရင်ပရီးမီးယားလိနဲ့မတူတဲ့စိတ်ခံစားချက်မျိုးနဲ့ကြည့်ကြတာကျွန်တော်ကောမန့်တွေကိုကြည့်ခြင်းအပြင်တတိထားပြီးတွေ့မိပါတယ်ဟုတ်ပြီအခြားဆုံးကစားသမား9ယောက်ထဲမှာနံပါတ်9နေရာမှာရှိနေတဲ့ကစားသမားကတော့မက်ဇရာဦးရီဖြစ်ပါတယ်ခင်ဗျမဇရာဝရီဒီနေ့ right wing back မှာကစားသွားတဲ့ပုံကဒီကိုဒါလို့နီးပါကောင်းခဲ့တယ်ဒါလို့လောက် aggressive ဖြစ်ချင်မှာတော့ဖြစ်မယ်သို့ပေမဲ့အမှားရင်းနေပါစွာတီတီငင်ငင်ကစားသွားခဲ့တဲ့ပုံစံကလုံးဝမိုက်ပါတယ်တစ်ဖက်ကကောင်းတယ် ဆိုတော့နီကိုဝီလျံဒီနေ့ပွဲမှာနည်းနည်းစိုက်ပြီးနေတယ်လို့လုတ်ပြဂျင်နဲ့စိတ်တည်များနေတဲ့အတွက်အတွေ့အကြုံပိုင်းကအကောင်းဆုံးထိမ့်ချုပ်သွားတယ်လို့ပဲပြောရမှာပေါ့နော်မဇရာဥရီရိုက်ဝင်းဘက်ထွက်နေပြီမြင်မဲ့ကျွန်တော်လန်လော့ဖ်နေရာအထိကိုဝင်ဆင်းကူခဲ့တဲ့ပုံစံအခြေအနေမျိုးတွေ မြင်တွေ့ခဲ့ရပါတယ်။အဲ့တော့မက်ဇရာအူရီရဲ့ဒီနှစ်ဘောလုံးရသည်မှာမန်ချက်စတာယူနိုက်တက်အတွက်ဘယ်နေရာမှာပဲ3-3-3လို့ရတဲ့ကစားသမားဖြစ်နေတယ်။ဒီနှစ်ရသည်ခေါ်ယူခဲ့တဲ့ကစားသမားတွေထဲမှာအမှန်ဆုံးကစားသမားလို့တောင်ပြောလို့ရတယ်ဗျ။ Pro Beji သူ့ defensive line နေရာမျိုးစုံသုံးတယ်။ RCB, LCB, left wing back, right wing back ဘယ်မှာပဲကစားသည်ဖြစ်စေ Judy Fu ဖြစ်တယ်ဗျ။သူလိုရမယ့်အလုပ်ကိုသူအကောင်းဆုံးလုပ်တယ်။နေရာပေါ်မှာမူတည်ပြီးစောစောင်ရေးပိုင်းကောင်းတာရှိမယ်မကောင်းတာရှိမယ်နဲတာရှိမယ်ရော့တာရှိမယ်ပွဲပန်းနေတာရှိမယ်ကျန်တဲ့အပိုင်းဒီမှာတော့မက်ဇရာအူရီကိုဘာမှသွားရှုပ်လို့မရဘူးအဲ့ဒီနေ့ပွဲစဉ်မှာ ှာ Nico Williams ကိုအကောင်းဆုံးထိန်းချုပ်သွားသလိုဂျန်နဲ့ moments တွေလည်းကောင်းတာတွေအများကြီးကျွန်တော်မြင်ခဲ့ရပါတယ်။အဲ့အတွက်ကြောင့်ကျွန်တော်တို့နံပါတ်5နေရာမှာ Masra Uri ကိုရွေးချယ်ပေးကြပါမယ်။ကျွန်တော်ရဲ့ခုဗီဒီယိုလေးကိုကိုကြီးပန့်ပူထားတဲ့ football game နဲ့လည်းအနေနဲ့မိတ်ဆက်ပေးပြရသေး။ football game မှာ iBackon 69ငါးတလုံး miss နဲ့ sport 69ကိုကစားလို့ရပါတယ်။ time bank ဝင်နဲ့လည်းဆော့လို့ရပါတယ်ခင်ဗျ။အသေးသေးကိုသိချင်တဲ့ဆိုရင်ပပနံပါတ်6တလုံး9တလုံး5တလုံးနဲ့966 13တလုံးတို့ညာတလုံးမှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်။ အကြိုက်ဆုံးနံပါတ်3နေရာမှာရှိနေတဲ့ပလေယာတော့ခရစ်စတီယာနိုမဂွိုင်းယားလားဒါမှမဟုတ်ဟယ်ရီရော်နန်ဒိုလို့ပဲပြောရမလားပေါ့နော်ဒါဟိုစနောက်ပြီးပြောတာပါအဲယူနိုက်တက်အသင်းမှာဆိုဒါခေါင်းကြီးကလွန်ခဲ့တဲ့2နှစ်3နှစ်ကာလအတွင်းမှာတော့သတိကွက်တယ်ပက်လက်မျောခဲ့တဲ့ကစားသမားတယောက်ပြသတိကွက်တယ်ပက်လက်မျောတာတဲ့ဟိုစိုးပါတယ်မှုကျွမြကျူပြောတာမှခံတာသေးတယ်ဆဲပလိုက်ဗျာဟိုစာနေ လောင်နေတာကြီးอ่ะဟယ်ရီအတွက်ခံမင်းကျင်စရာကောင်းတယ်ပေါ့နော်လူတိုင်းရဲ့စကျင်စရာကစားသမားဖြစ်နေဂျိုကာကြီးဖြစ်နေတယ်တိုးတော့သူအဲ့ဒီဘဝကနေအကောင်းဆုံးပြီးခဲ့တဲ့ရာသီတွေကရုံထွက်လာနိုင်ခဲ့တယ်ပြီးခဲ့တဲ့ရာသီမှာဟယ်ရီနဲ့ပတ်သက်ပြီးတရုံမြလည်းတတိထိုင်းမှာပေါ့ဟိုစတဲ့နောက်တန်နေသိပြီးမကြားတော့ဘူးဒါအခုဟိုစတဲ့နောက်တယ်ဆိုတာကလည်းဟို negative point ရာနေပြောတာမဟုတ်ပါဘူးသူဒီနေ့ပွဲတွေမှာကျွန်တော်တို့မင်းကြီးနိုင်စရာကောင်းလောက်တဲ့ moments လေးတစ်ခုကိုဖန်တီးသွားခဲ့တဲ့အတွက်ကြောင့်ဒါစပြီးတော့ပြောတာပါအဲ့ဒီ right wing ကနေကျွန်တော်ထွက်ပြီးတော့ပြန် cross ball ပေးလိုက်တဲ့ အလုံးကအလုံးကအတိကျကြီးရခဲ့တာဥကာတိလည်းကောင်းတယ်ကက်စမီရူလည်းကောင်းတယ်အဲ့အတွက်ကြောင့်ဟိုခေါင်းကြီးဖြတ်တင်ပေါ့ဗောနော်တကယ်တော့ CB ကစားသမားတယောက်ဖြတ်တင်ပေါ့ပေးလို့မရအောင်မဟုတ်ဘူးမတတ်မှတ်ထားဘူးဗျာ CB ကဖြတ်တင်ပေါ့မပေးရအောင်လို့ဘယ် dictionary ထဲမှာမပါဘူးတိုးတော့ပေးလိပေးထားရှိတာနဲတာပေါ့ CB ကလေးမယ် vertical pass တွေပဲများသောအဖြစ်ပေးမယ် central သူမှာပဲလှုပ်ရှားမယ်အဲ့ channel ထွက်ပြီဆိုကြတဲ့ဒါကျွန်တော်တော်တော်ထူးခြားတဲ့အခိုက်အတန့်လို့ပဲပြောရမယ် Harry Maguire ကအဲ့ဒီ moments တစ်ခုထဲမှာတင်ပြိတ်သက်တော်တော်သဘောကျခဲ့တယ်ဒါတွေမကြသေးပါဘူး နောက်တက်မှလည်းစွမ်းဆောင်ရေးကောင်းတယ် CCB တနေရာက midfielder ရဲ့ကျွန်တော် defensive midfield တနေရာလို့ပဲအဲ့ဒီအဖြစ်ဆုံးနေရာတွေကအနေအရန်ရေးကြီးတယ် CCB တနေရာမှာတော့ Marcus Delit ထက်လည်းကောင်းတယ်ကျွန်တော်က Harry Maguire ကနောက်နှစ်နှစ်လောက်ထိပေါ့နော်ဒီလိုပုံစံဆက်သွားနေမယ်ဆိုရင်စာအုပ်တန်တန်တိုးတင်တယ်လို့ထင်တယ်ဒီနေ့ပွဲစဉ်ကတော့ Harry အတွက်အမှတ်တရဖြစ်စရာတွေအများကြီးရှိခဲ့မဲ့ပွဲလို့ကျွန်တော်ယူဆပါတယ်အဲ့ဒါကြောင့်ကျွန်တော်တော့ Harry Maguire ခေါင်းကြီးကို အကြိုက်ဆုံးနံပါတ်၄နေရာမှာရွေးပေးပြရသည်ခင်ဗျာကဲကျွန်တော်အကြိုက်ဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ကစားသမားကတော့ Manuel Ugarte ဖြစ်ပါတယ် Ugarte ဒီဒီနေ့ပွဲစဉ်မှာ twin goal ၂ဂိုးဖန်တီးပေးသွားတယ်အဲသူဖန်တီးပေးသွားတဲ့ twin goal ၂ဂိုးလုံးကလည်းတာမန်ပေးဖို့မှုတွေကနေ assist ဖြစ်သွားတာမဟုတ်ဘူးဗျာ bro လည်းဘောလုံးပွဲတွေအများကြီးကြည့်နေတာသိမှာပါတချို့ ဘောလုံးနေကြတော့ key pass မဖြစ်ပါဘူးဒီတိုင်းတာမက် normal pass ပေးလိုက်တယ်အဝေးကနေမင်းုံကြည့်နိုင်စရာကောင်းလောက်တဲ့အခြေအနေမျိုးနဲ့ကန်သွင်းသွားတယ်ပေါ့ဗျာသို့တော့နောက်ဆုံးပေးဖို့တဲ့သူဖြစ်တဲ့အတွက်ကြောင့် assist ကအဲ့ဒီကစားသမားပဲရတယ်ဒီနေ့ဥကားတွေပေးသွားတဲ့ပုံစံတွေကြတော့လုံးဝဂိုးသွင်းဝင်မဲ့အခြေအနေမျိုးတွေကြီးပဲဖန်တီးသွားခဲ့တာဖြစ်ပါတယ်ဒါပထမတလုံးဆိုရင်ဒါခရစ်စတီယာနိုမဂွိုင်းယားပေးလိုက်တဲ့ crossbow ကိုချက်ချင်းကိုခေါင်းတိုက်တာရွေချက်ရှိရှိနဲ့ရှောက်တိုက်တာမဟုတ်သူအစောကြီးရဲ့ကြည်တာတယ်ဟိုဘက် crossbow တက်မယ်ဆိုတာ तू သိတယ်ပြီးမှရှိနေတဲ့တန်က နောက်တစ်ဆင့်တိုက်ပြီးတော့ဟိုနှစ်ခါတပည့်တပည့်ကောင်းတိုက်သွားပါတော့တပည့်ဟာတာလို့ပြောရမှာပေါ့အဲဥကားဒီအဲ့ဒီပထမတလုံးမှလည်းအရင်မိုက်တယ်ဒုတိယဖန်တီးပေးမှုအလုံးဆိုရင်လည်း Bruno Fernandes ရဲ့ running lane နဲ့ကိုကွတ်တီကိုဝင်သွားတာပေးလိုက်တဲ့ပုံစံလေးကိုလည်းကြည့်လိုက်ချိတ်ပြီးပေးလိုက်တာ Bruno အနေနဲ့လုံးဝလွတ်လွတ်ကျွတ်ကျွတ်ကွတ်တီကိုကန်သွင်းခွင့်ရခဲ့တာဖြစ်ပါတယ်ဒါ့အပြင်ကွင်းလယ်မှာလည်းလုံအားလုံးအပြည့်ပေးပြီးတော့ ball winning လိုက်လုပ်ခဲ့တယ် ball carrying နေလိုက်လုပ်ခဲ့တာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီ Uruguay သားလေးကိုအကြိုက်ဆုံးနံပါတ်3နေရာမှာရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျကျွန်တော်အကြိုက်ဆုံး နံပါတ်1နေရာမှာရှိနေတဲ့ပလီယာကတော့ဒီနေ့ပွဲမှာတွင်းကိုတကူတွင်းယူပေးသွားခဲ့တယ်လို့ဂိုဘချင်းချောက်မှုတွေလည်းများစွာလုပ်ခဲ့တဲ့တန့်လို့ခေါ်တဲ့ကက်စမဲရိုဖြစ်ပါတယ်။ယူနိုက်တက်ရဲ့မျက်နှာနှစ်ဖက်အခြေအနေမှာမျက်နှာနှစ်ဖက်ကစားသမားတွေလည်းပါတယ်ဗျ။အဲ့ဒီကစားသမားတွေထဲမှာဟယ်ရီမကွိုင်းယားထိတ်ဆုံးပါပဲ။အပရီးမီးယားလိရောက်တဲ့အခါကျရင်သူအသိအစင်မပြေဘူး။ပရီးမီးယားလိရဲ့မျက်နှုံးမြင်ကစားတဲ့ဟန်တွေလည်းပါမှာပေါ့နော်။အဓိကတော့ပရီးမီးယားလိဗျာဘောလုံးကင်လို့ မရတာအရင်ဟိုတမ်ပိုထိန်းနိုင်တဲ့သူမှအဆင်ပြေလိမ့်မယ်ဟိုကတ်စတိုကြတော့ကြသွားပြီလေကျွန်တော်ပြန်တော့ဖြည့်တွေ့ပေးရမှာပေါ့သို့တော့ဒီလာလီဂါမှာသူ့ရဲ့အောင်မြင်ဖြစ်တဲ့အခါကျတော့ရီယယ်ဆူစီတန်နဲ့ပွဲလဲကျွန်တော်တတိထားမိတယ်အဒီပွဲစဉ်လဲကက်စမီရိုအတိုင်းပဲယုံကြည်ချက်ရှိရှိနဲ့ဟိုအကောင်းဆုံးကစားသွားခဲ့တာဒီပလိုင်းမီဖီတနေရာမှာဆော့နေတဲ့ကစားသမားတွေကတော့အရေးမကြီးဘူးဆိုတာမရှိဘူးကျွန်တော်ကတော့အဲ့နေရာမှာဆော့တဲ့ကစားသမားကိုဘသူပဲဖြစ်ဖြစ်အရင်စကြည့်တယ်ချန်တဲ့နေရာတွေကပြီးမှတဖြည်းချင်းစီကြည့်တာဒီနေရာကကောင်းသွားပြီစီးသွားပြီဆိုရင်တကွင်းလုံးလေးပါစီးတယ်ဒီနေ့ပွဲစဉ် ဲမှာတန့်ဒီအလိုခြေသွမ်းမျိုးရှိခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့အကြိုက်ဆုံးနံပါတ်1နေရာမှာတန့်ကိုရွေးပေးလိုက်ပါတယ် ကဲကျွန်တော်ကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ကစားသမားတနည်းအားဖြင့်ဒီပွဲအတွက် man of the match ပေါ့နော် Bruno Fernandes ကိုရွေးလိုက်ပါတယ်ခင်ဗျာ Fernandes ကတော့ United ရဲ့ပွဲတော်တော်များမှာ man of the match ရွေးချယ်ခံရတဲ့ကစားသမားပေါ့နော်ဒီပွဲတင်မှာလည်းမရွေးလို့မရအောင်လူငယ်လေးတယောက် PP ပေါ့ပေါ့ပပလွတ်လွတ်လပ်နဲ့ကိုကစားသွားတယ်ယုံကြည်မှုအပြည့်ရှိနေတယ်အသူ့ရဲ့ဦးစီးဦးဆောင်နိုင်စွမ်းဟာဘာနဲ့မှလဲလို့မရအောင်ကပတိန်တယောက်ဒီအမြဲတမ်းလိုလိုအသင်းကစားသမားတွေကိုလှုံ့ဆော်ပေးနိုင်နေရမယ် Bruno ရဲ့လှုံ့ဆော်ဆော်မှုကတော့ Europa League မှာသာမကပါ ါဘူးပရီးမီးယားလိမှာတိုင်ပတ်နေတာတောင်သူအကောင်းဆုံးဇောလုံးဇောပေးတယ်အသင်းကစားသမားတွေကိုဟိုတိုက်ရိုက်ခိုက်စိုက်ပြအောင်အသင်းကစားသမားကိုတင်မစ်တွေကိုတိုက်ရိုက်ခိုက်စိုက်ပြအောင်အမြဲလိုလိုထိန်းချောင်းပေးသွားတာကိုတွေ့ရပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာလည်းတွင်းကို2ခုတွင်ပေးသွားခဲ့တယ်ဒီပထမပနဒီတွင်းကိုကတော့တိတ်ထူထူတော့ပြောမနေတော့ဘူးဒုတိယမြောက်တွင်းကိုဆိုရင်ယုံကြည်ချက်ရှိရှိနဲ့ကိုလုံးဝတိုက်စစ်မှုတယောက်ပုံစံမျိုးအဆုံးသတ်သွားတာဖြစ်ပါတယ်။ဒါပြင်နံပါတ်10နံပါတ် စတဲ့နေရာတွေ channel တွေမှာလည်းရုံးကန်လှုပ်ရှားကစားပြီးသွားခဲ့တာကိုမြင်တွေ့ရပါတယ်။အဲ့ဒီကြောင့် Bruno Fernandes ရဲ့စွမ်းဆောင်ရည်တွေကိုဒီနေ့ပွဲစဉ်မှာတခြားကစားသမားတွေထက်ကျွန်တော်ပိုပြီးသဘောကျတဲ့အတွက် Man of the Match အဖြစ်ရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျာ။